မင်္ဂလာပါကျွန်တော်ဒီနေ့မှာပေါ့နော် Redmi Note 9 Pro လေးကိုကျွန်တော်တို့ဒီမှန်လဲမယ်ပေါ့နော်မှန်လဲမယ်ဘက်ကပါလဲမယ် Okay လိုတဲ့ပစ္စည်းလေးတွေကတော့ကြောင်းလေတစ်ချောင်းလိုမယ်ကျွန်တော်တန့်စင်ရေးလုပ်ဖို့ဆိုရင်တော့သဘောတန်လေးပေါ့နော်သဘောတန်လေးလည်းလိုမယ်အဲပြီးတော့ကော့ပေါ့နော်မရှိမဖြစ်ကော့ Okay အဲ့ဒီပစ္စည်းလေးတွေကျွန်တော် စုလို့ရပြီဆိုရင်စပြီးတော့လုပ်လို့ရပြီပေါ့နော်ဘာဆက် ဘာထူထူထူမှာတော့မလို့နော်ဟော်ကန်တို့ခဲကောက်တို့ဘာလို့မလို့မှန်လဲတာဆိုတော့နော်ဘက်ကဘာလဲတာဆိုတော့အဓိကကျွန်တော်တို့မှန်ဝယ်လို့ရှိရင်အခုလိုမျိုးဖလင်များလေးပါမယ်ဖလင်များလေး ਨੇ ဒီဆေးရည်တုံးပြီးလိုက်ထိုးမယ်ဆိုလည်းရတယ်ဓာတ်စီလေးနည်းနည်းတုံးပြီးတော့လိုက်ထိုးမယ်ဆိုလည်းရတယ်ဆေးတုပ်တဲ့တင်နာရည်လေးနည်းနည်းလေးလိုက်ထိုးမယ်ဆိုရင်လည်းရတယ်ဒါပေမဲ့ အများကြီးတော့မသုံးမိစေနဲ့ပေါ့နော်ဒီတင်နာရီဆိုတာတခြားဆေးတွေကိုကွက်နိုင်တယ်တခြားဆေးတွေထိခိုက်သွားနိုင်တယ်ပေါ့နော်တခြားအရာတွေမလိုလားတဲ့အရာလေးတွေတထိနိုင်တယ်အဲဒါကြောင့်မလို့ဒီ frame များလေးနဲ့ဘက်ကပါအောင်ပေးပတ်ပတ်လေးလိုက်ထိုးပြီးအကုန်လုံးခွာလိုက်မှာပေါ့နော်ခွာပြီးစကူဖြုတ်မယ်ဗရီဖြုတ်မယ်အောက်ချန်လဲချင်တယ်ဆိုရင်အောက်ချန်အောင်းသွင်းကောင်းမကောင်းလို့နော်အောက်ချန်လဲမယ်မိုက်မကောင်းလို့မိုက်လဲမယ်ဆိုရင်အလွယ်ကူ အောက်မှာရှိတဲ့စကူလေးတွေကိုဖြုတ်ပြီးတော့လွယ်လွယ်ကူကူကျွန်တော်တို့လဲလို့ရတာပေါ့နော်။ဒါလေးကတော့ကျွန်တော်တိတ်လေးနဲ့အပေါ်ကင်မရာလေးကိုကျွန်တော်အုပ်လိုက်မှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အမုံလေးတွေဝင်သွားမှာဆိုလို့အမုံလေးတွေမဝင်အောင်တိတ်လေးအုပ်လိုက်တယ်။ပြီးရင်မှန်ကိုကျွန်တော်ဆက်ခွာမှာပေါ့။မှန်ကိုဆက်ခွာတဲ့အချိန်မှာအနေနဲ့ဟားတဲ့ဘက်ကဖလေများလေးစထိုးမှာပေါ့နော်။ဖလေများလေးစထိုးပြီးတော့အာ30ရေ ခုနကကျွန်တော်ပြောခဲ့တဲ့တခြားတင်နာရီလည်းနည်းနည်းပါးပါးနည်းနည်းလေးသုံးပြီးတော့နည်းနည်းဆွ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 လေးဖြစ်နေတယ်ဆိုရင်ဆွဲလို့ပိုကောင်းအောင်လို့ပေါ့နော်အဲ့ဒီတိုင်းလေးကိုကျွန်တော်တို့ဆွဲမယ်ဆွဲပြီးတော့နော် NCD အောက်က frame များလေးကိုထည့်ပြီးတော့ဆွဲမှာပေါ့နော်အခုလိုမျိုးဖုန်းပြပြင်းနီးပညာတွေကိုမိတ်ဆွေတို့ကစိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဟုတ်ပြီအဲ့ဒါဆိုရင် အသေးစိတ်ပေါ့နော်ရှော့ဝဲပိုင်းနေဟတ်ဝဲပိုင်းနေရှော့ဝဲပိုင်းနေမှာဆိုရင်လေ Oppo Vivo Samsung မော်ဒယ်စောစောလင်းလင်းကို user log ဖြောက် leave firmware growware chain နေ firmware တင်နေတွေပေါ့နော်ဒီမီဆိုလဲမီအောက်ကြောင်းလေးတော်တော်များများစောစောလင်းလင်းပါတယ်ပေါ့နော်ဒီဟတ်ဝဲပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ power supply ခဲကောက်ဟော်ဂန်စတဲ့2 2တွေကျွန်တော်တို့ clear ပစ္စည်းတွေပေါ့နော်3 ဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ရဲ့ဒီ online group တွေထဲမှာဗောနော် Telegram online group တွေထဲမှာအသေးစိတ်ဆင်းပြထားတဲ့ video တွေရှိပါတယ်မိတ်ဆွေတို့ကနော်ဝင်ရောက်လေ့လာချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ Fiverr phone number ပေးထားတာဗောနော် Fiverr phone number ထဲမှာအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါတယ် Okay အဲ့ဒါဆိုရင်အကုန်လုံးမှာပတိလဲဖြုတ်လိုက်ပြီပတိလဲဖြုတ်လိုက်ပြီမှန်လဲဖြုတ်လိုက်ပြီဗောနော် သူ့နေရာအတိုင်းလေးပဲဆွဲထုတ်လိုက်ရုံပဲပြီးရင်ဒီမှာကော်တွေထေချဆင်းကော်တွေထေချဆင်းပြီးပြီဆိုရင်အကော်ဟောင်းတွေပေါ့နော်ကော်ဟောင်းတွေဘောင်းတွေမှာပြည့်ချန်နေတတ်တယ်ကော်ဟောင်းတွေထေချဆင်းဆင်းပြီးပြီဆိုရင်ကျွန်တော်မှန်အစ်စ်မှာဒီလိုမျိုးအခုလိုမျိုးဖလင်များတွေမခွာခင်စီးတွေမခွာခင်မှန်ကိုပြန်တက်ကြည့်ကြည့်ရပါဘောနော်ဒီတိုင်းလေးတက်တင်သားကြည့်ကြည့်တင်ပြီးတော့ ပတိလေးနဲ့စမ်းကြည့်ကြည့်ရမှာပေါ့မှန်ကောင်းမကောင်းကိုစစ်ကြည့်စစ်ကြည့်လို့မှန်ကောင်းပြီအကုန်လုံးစင်ပြေပြီးပေါင်လဲကြတယ်ပေါင်လဲညီတယ်ဆိုမှဖလင်များကိုမှန်မှရှိတဲ့ဖလင်များကိုခွာခွာပြီးတော့မှစီးတစိတ်တွေပါတယ်အကုန်လုံးခွာမှာပေါ့ပြီးကင်မရာပေါက်မှာပိတ်ထားတဲ့เนาะဖုံမဝင်အောင်ပိတ်ထားတဲ့ဒီတိတ်လေးပေါ့နော်တိတ်လေးလည်းခွာပေးရမယ်မနာအောင်ကတ်ထားတဲ့ဖလင်များလေးတွေကိုလည်းခွာပေးရမယ်။ပြီးရင်အောက်မှာ တခြားလေးကတ်ပေးရမှာပေါ့နော်ပြန်ကတ်ကတ်ချထားပေးရမယ်โอเคအဲ့လိုမျိုးလေးကတ်လိုက်မယ်ဆိုရင်သူညင်ညင်ညာလေးဖြစ်သွားပြီအော့ဖရိမ်ပေါ်မှာလည်းသူနေရာတိုင်းကွတီကြမှာကျွန်တော်တို့အစဉ်ပြေမှာပေါ့နော်အနည်းစနစ်ချက်ချက်ကျွန်တော်တို့မှန်လဲမယ်ဆိုရင်အလင်းပေါက်တာတွေမှန်ခုံးနေတာမှန်ဟနေတာ ဖရိမ်လဲနေတာတွေမရှိတော့ဘူးတတ်တက်ရရလေးဖြစ်တာပေါ့နော်တံများနဲ့ကျွန်တော်တို့ခွာမယ်ဆိုရင် ပေါင်းနေညိပြီးတော့ပေါင်းနေ ပါွားတာပေါ့နော်ပါွားတာဖြစ်တဲ့အတွက်မှန်အစ်စ်ပြန်တင်ပြီးတဲ့ခါကျရင်လေဖုန်းပေါင်တွေကမလှပဲနဲ့ကြံရစ်ခဲ့မှာပေါ့ဟုတ်ပြီမကြံရစ်ခဲ့အောင်အခုလိုမျိုး flame များလေးနဲ့ခွာတယ်တတရရဲ့လေးဖြစ်တယ်ပြန်ကတ်တယ်အဲ့လိုမျိုးလေးပေါ့နော်ဒါကတော့ဒီမှာအပေါ်မှာအနီလေးကဒီအပေါ်က sticker လေးအုပ်ထားတဲ့တစ်ထပ်ပေါ့နော် sticker လေးတစ်ထပ်အုပ်ထားတယ်ဘာမှမဖြစ်ဘူးပြီးမှကျွန်တော်ခွာလို့ရတယ်ကော်လေးတုတ်ပြီးတော့အောက်ပိုင်းကနေကျွန်တော်စပြီးတော့ဖိလိုက်တယ်ပေါ့နော် အောက်ပိုင်းနေစပြီးတော့ဖိပြီးတော့ဘေးပပတ်လေကိုဘေးပပတ်လေကိုတခြားလေးနေရာကြောက်အောင်ဖိလိုက်တယ်ပေါ့ဒါလေးကတိတ်ပြန်ခွာလိုက်တယ်ခွာပြီးတော့မှန်ရှော့ကတ်ဂျိုးလေးကိုတိတ်ပြီးဆိုရင်အသားလေးဖိချပေးလိုက်ရုံပဲအရင်လွယ်တယ်နော်ဖိချပေးလိုက်ရုံပဲပြီးရင်ဝက်ချီတင်အလဲဂျိုးတင်နော်အလဲဂျိုးတင်โอเคအလဲဂျိုးလေးကအလဲဂျိုးလေးကကျွန်တော်မေ့သွားလို့ အဲ့အလဲကျိုးဒီအောက်ဖုန်းကိုကျွန်တော်ပြန်ခွာရမယ်ဘက်ထရီတင်မှပေါ့နော်ဘက်ထရီ socket ကိုမဖိနိုင်အောင်အောက်က speaker ဖုန်းလေးကိုပြန်ခွာမယ်ပြန်ခွာပြီးတော့ကျွန်တော်အလဲကျိုးပြန်တက်မှာပေါ့နော် okay အဲ့တိုင်းလေးပြန်တက်ပေးရမယ်ပြန်တက်ပြီးတော့ဖုန်းလေးပြန်ဖုန်းလိုက်မယ်ဖုန်းဖုန်းပြီးရင်ဒီကင်မရာဘန့်လေးနေရာမှာအဝိုင်းလေးရှိတယ်ဒီကောင်ဒီ Redmi Note 9 Pro လုံးလေးမှာပေါ့နော် โอเคအဲ့ဒါဆိုရင်မိတ်ဆွေတို့ဒီလုံး Redmi Note 9 Pro ကိုလည်းအကုန်လုံးဖြုတ်လို့တတ်မလို့ဒီမှာလည်းအကုန်လုံးပေါ့နော်ရအောင်လွယ်တယ်ဒါလေးရတော့เนาะโอเคအဲ့ဆိုရင်မှာဒီကင်မရာဘန်းရဲ့ဘေးမှာရှိတဲ့ဝိုင်းလေးအောက်မှာလည်းမူလီလီနေရာလေးတွေအများကြီးရှိတယ်เนาะတင်းနေရာနေရာလေးနေရာရှိတယ်အဲ့လေးနေရာလုံးပြန်ပွိုင်းပွိုင်းပြီးတော့ဒီအဝိုင်းလေးရှိတယ်ဝိုင်းလေးကိုပြန်တင်ပေါ့နော်ပြန်တင်ပြီးတော့ဘက်ကပါလေးပြန်အုပ်လိုက်ရင် ကျွန်တော်တို့တက်တဲ့ရဖုန်းလေးကိုပြန်သုံးလို့ရပြီပေါ့နော်မိတ်ဆွေတို့ကအခုလိုမျိုးဖုန်းပြုတ်ပြင်းနေတယ်ပေါ့နော် short wave ဘိုင်းရောဟာဝဲဘိုင်းရောစိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ထားပေးမိတ်ဆွေတို့ကအသေးစိတ်နားလေတက်မြောက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ online group တွေရှိတယ်ဗောနော်ဒီ Telegram online group တွေ video group ဗောနော်မိတ်ဆွေတို့က join ချင်တယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်လေးပေးထားတယ်မိတ်ဆွေတို့အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ် โอเคအဲ့ဒါဆိုရင်ကောလီနည်းနည်းတင်ကောလီနည်းနည်းတင်ပြီးတော့ဒီမှာအုပ်လိုက်မယ်ပြီးရင်ပက္ကပါလေးဖုံးလိုက်ပါမယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့အစ်စ်တိုင်းပြန်သုံးလို့ရပါပြီအဆုံးလေးကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်